တီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့လက်ရှိဆွေးနွေးမှုတွေရှိနေပေမဲ့အီရန်နိုင်ငံသားရဲ့ဝန်ကြီးအဘတ်အာရာချီကကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့သဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေယူနီယံတက်ဆင်မှုဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့မေလ18ရက်မှာပြောကြားလိုက်ပါတယ်အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးတေချာအောင်လှုပ်ဆောင်ဖို့အမေရိကန်ကစိတ်ဝင်စားတယ်ဆိုရင်သဘောတူညီမှုရရှိနိုင်တယ်လို့ဝန်ကြီးအရာချီကလူမှုမီဒီယာအေ့စ်ပေါ်မှာရေးသားခဲ့တာပါ။ ဒီလိုရလဲထွက်ပေါ်လာစေဖို့တေချာစီရီဖြည့်ရှင်ချက်ရယူနိုင်မဲ့အလေးအနက်ဆွေးနွေးညှိနှိုင်းမှုတွေအတွက်မိမိတို့အသင့်ရှိတယ်လို့သူက ပြောပါတယ်။ဒါပေမဲ့အီရန်မှာတန့်စင်မှုတွေကိုသဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောပါတယ်။ အီရန်ကလက်ရှိမှာယူရေနီယံတွေကို60ရာခိုင်နှုန်းကျော်အထိတန်းစင်ထုတ်လုပ်နေပြီး2015ခုနှစ်သဘောတူညီမှုမှာတတ်မှတ်ထားတဲ့ရာခိုင်နှုန်းထက်3.6ရာခိုင်နှုန်းပိုများနေပေမဲ့လက်နက်ထုတ်နိုင်တဲ့အဆင့်60ရာခိုင်နှုန်းထက်တော့လျော့နေနေပါသေးတယ်။မိမိတို့နျူကလ িয়ার ရီမန်းချက်ဟာအရက်ဖတ်သုံးအတွက်တည်တံ့ဖြစ်ပြီးငိမ့်ချင်ရေးအတွက်ဖြစ်တယ်လို့အီရန်ဘက်ကပြောထားပါတယ်။ငိမ့်ချင်ရေးအတွက်ယူရေနီယံဆက်လက်တန့်စင်ထုတ်လုပ်ခွင့်ဟာနှိမ့်နိုင်စရာမလိုတဲ့ကိစ္စဖြစ်တယ်လို့အီရန်ကပြောပါတယ်။ ဒါပေမဲ့ uranium တွေကိုဘလောက်သတ်မှတ်ချက်အတိုင်းတန့်စင်ရမလဲဘလောက်များများထုတ်လုပ်ခွင့်ရှိလဲဆိုတာကိုတော့ယာယီသဘောတူညီမှုနဲ့ကန့်သတ်မှုတွေလုံးဆောင်နိုင်တယ်လို့အီရန်ကပြောပါတယ်။အီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုမရယူဘူးဆိုရင်မကြုံစဘူးတိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ရလိမ့်မယ်လို့ American သမ္မတ Donald Trump ကထိန်းချုပ်ထားပါတယ်။